နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေရှိနေချိန်မှာတရုတ်ကမ်းခြေစောင့်တဲ့ရေရင်အုပ်တစ်ခုကဂျပန်ထိန်းချုပ်ထားရာကျွန်းစုနားကနေဖျက်ဆီးခုန်မောင်းခဲ့ပါတယ်။နိုဝင်ဘာ16ရက်နေ့တုန်းကဆန်ကာကူကျွန်းနားကနေရေရင်အုပ်ဖျက်ဆီးခုန်မောင်းခဲ့တာဟာကင်းလက်ခုန်မောင်းပိုက်ခွင်လှုပ်ထုံးလုံနည်းတွေနဲ့ညီညွတ်တဲ့ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့တရုတ်ကမ်းခြေစောင့်တပ်ကပြောပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခတ်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူညီဖို့တပ်တွေစေလွှတ်ရမယ်ဆိုတဲ့အထိပ္ပယ်မျိုး ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီပြောဆိုခဲ့တဲ့မှတ်ချက်စကားတစ်ခုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအရှေ့အာရှအင်အားကြီးနှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။နိုဝင်ဘာ9ရက်နေ့တုန်းကလွှတ်တော်ထဲမှာအတိုက်အခံအမတ်တဦးကထိုင်ဝမ်ကိုတရုတ်ကသာတိုက်ခိုက်တာမျိုးဖြစ်လာရင်ဘယ်လိုဆုံးဖြတ်မလဲလို့မေးခဲ့တဲ့အပေါ်တာကာအီချီကဒါမျိုးကြုံလာရင်ဂျပန်ပြည်ဆောင်တပ်ကစစ်ရေးအရတုံ့ပြန်ဖို့ရွေးချယ်မယ်ဆိုတဲ့အထိပယ်မျိုးပြန်ဖြေခဲ့တာပါ။ တရုတ်ကထိုင်ဝမ်ကိုပိုင်နက်နယ်မြေတစ်ခုအဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တီးခြားလွတ်လပ်တဲ့ရည်တည်မှုကိုပဲလိုလားနေပါတယ်တကယ်လို့လိုအပ်ရင်ထိုင်ဝမ်ကိုစစ်ရေးအရာတိုက်ခိုက်သိမ်းယူမယ်ဆိုတာမျိုးလဲတရုတ်ကချင်းချောက်သတိပေးထားမှုပါတယ်ဂျပန်နဲ့ထိုင်ဝမ်တို့က130ကီလိုမီတာလောက်ပဲကွာဝေးပါတယ်တရုတ်ကမ်းခြေစောင်းတပ်ရေရင်အုပ်အမှတ်1300ခွန်ကဒါယုကျွန်းစုတဝရေပြင်မှာနိုင်ငံတကာရေကြောင်းဥပဒေတွေနဲ့အညီကင်းလက်ခုံမောင်းခဲ့ကြောင်းအဲ့ဒီကင်းလက်မှုဟာ တရုတ်ရဲ့လုတ်ပိုင်ခွင့်အကျိုးစီးပွားတွေကိုကာကွယ်ဖို့လုတ်ထုံလုံနည်းတွေနဲ့အညီဆောင်ရွက်တာဖြစ်ကြောင်းကမ်းခြေဆောင်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဒန်ယူဆိုတာကဆန်ကာကူကျွန်းစုကိုပဲတရုတ်နာမည်နဲ့ခေါ်တာပါ။အဲ့ဒီကျွန်းစုကိုတရုတ်နဲ့ဂျပန်တို့ကြားမှာပိုင်ဆိုင်မှုအငင်းပွားနေကြပြီးဂျပန်ကထိန်းချုပ်ထားပါတယ်။ဒီကျွန်းစုနာကိုတရုတ်ကမ်းခြေဆောင်တပ်ရေရင်အုပ်ဖြတ်တန်းခုန်မောင်းတာနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဆိုင်ရာဂျပန်တန်ယုံကတော့ဘာမှချမ်းမှမပေးသေးပါဘူး။ တာကာအီချီရဲ့မှတ်ချက်ပြီးမှဂျပန်ဟာတရုတ်စီကတန်တမန်ရေးရာဖိအားပေးမှုတွေနဲ့ကြုံနေတယ်လို့တရုတ်နိုင်ငံသားတွေအနေနဲ့ဂျပန်ကိုလက်တလောသွားရောက်လဲပတ်တာမျိုးမလုပ်ကြဘူးလေတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတိုက်တွန်းပြောကြားထားပါတယ်ရှင်အချုပ်အခြာအာဏာပိုင်ပါလက်စတိုင်းနိုင်ငံဆိုတာလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ညာဟုကထပ်လောင်းပြောကြားခဲ့ပါတယ်ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အမေရိကန်ကတင်ပြမဲ့စိုးပြချက်တခုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေချိန်မှာနေတန်ညာဟုကအခုလိုပြောခဲ့တာပါအမေရိကန်ရဲ့စိုးပြချက်မှာတော့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံတခုအဖြစ်ထူထောင်ပိုင်ခွင့်လမ်းကြောင်းမျိုးဖွင့်လှစ်ပေးနိုင်ခြင်းကိုထည့်သွင်းထားပါတယ်လက်ရဆုံးအမျိုးသားရေးဝါဒီတဦးဖြစ်တဲ့နေတန်ညာဟုကပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးဆိုတဲ့ကိစ္စကိုအစဉ်တစိုက်ဆန့်ကျင်ခဲ့သူပါသူကပါလက်စတိုင်းနိုင်ငံဖြစ်ထွန်းလာတယ်ဆိုတာဟာ အကြမ်းဖက်အဖွဲ့အစည်းဟာမတ်ကိုဆုချလိုက်တာနဲ့အတူတူပဲဖြစ်ကြောင်းအစ္စရေးနိုင်ငံပိုင်နက်နာမှာဟာမတ်ကခြေလဲတဲ့ပူပြီးကြီးမားတဲ့နေမြေတစ်ခုပေါ်ထွန်းလာတာသာဖြစ်နိုင်ကြောင်းဝေဖန်ထားပါတယ်။အမေရိကန်ရဲ့အဆိုပြုချက်ထဲမှာတော့ဂါဇာမှာဒေသတည်ငြိမ်ရေးကူညီဆောင်ရှောက်မဲ့နိုင်ငံတကာတပ်ဖွဲ့တစ်ခုဖြန့်ကျက်ရေးဆိုတာ ပါဝင်ပါတယ်။ဒါပေမဲ့ဟာမတ်နဲ့တခြားပါလက်စတိုင်းအဖွဲ့အစည်းတွေကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာအစ္စရေးဘက်ကိုတည်တည်တသာယိမ်းနေပြီး ပါလစတိုင်းတွေရဲ့ကိုတိုင်ဆုံးဖြတ်ပိုင်ခွင့်တွေကိုပိတ်ပင်ရာရောက်နေတယ်လို့ဝေဖန်ထောက်ပြထားပါတယ်။နောက်ပြီးဂါဇာမှာတက်ဆွဲထားမဲ့နိုင်ငံတကာတပ်ဖွဲ့တွေမှာအစ္စရေးတွေလုံးဝမပါဘူးနဲ့ကုလသမဂ္ဂရဲ့ဓာတ်ရိုက်ကုတ်ကဲမှုအောက်မှာရှိနေဖို့လိုတယ်လို့လည်းပါလစတိုင်းတွေကပြောပါတယ်။နေတညာဟုကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာဂါဇာမှာလက်နက်ဖြုတ်ယူသိမ်းဆည်းရေးကိုပါတောင်းဆိုထားမှာဖြစ်တယ်လို့ပြောပါတယ်။သူက ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာရေးကိုစန့်ကျင်တဲ့အစ္စရေးအစိုးရရဲ့ရက်တီမှုဟာပြည်တွင်းပြည်ပဘလို့ဖိအားပေးချင်းချမှုမျိုးကြောင့်မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ကနေဒါ၊ဗြိတိန်၊ဩစတြေးလျပြင်သစ်တို့လိုအစ္စရေးရဲ့အစဉ်အလာမဟာမိတ်နိုင်ငံတချို့ကပါလက်စတိုင်းကိုနိုင်ငံတစ်ခုအဖြစ်ထောက်ခံအသိမှတ်ပြုဖို့သဘောထားပြောင်းလဲလာတဲ့အတိုင်းနေတန်ညာဟုကတော့ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့လုံးဝမဖြစ်စေရဘူးဆိုပြီးယတိပြတ်ကြွေးကြော်ထားစေပါ လက်တလုံးမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းတို့ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြားဝင်ညှိနှိုင်းပေးထားတဲ့အဆိုပြုချက်တရက်ကိုလက်ခံပြီးအပြစ်အခတ်ရပ်ဆဲထားကြပါရဲ့ရှင်။စကိုင်းတိုင်းတဲကရေဦး၊ခင်ဦးနဲ့ကံဘလူမျိုးနဲ့အဆက်မှာတိုက်ပွဲတွေကြောင့်ဂျေးရွာပေါင်း20ကျော်တင်းရှောင်နေရပြီးစစ်ရှောင်ပြည်သူတွေဟာအကူအညီတွေလိုနေပါတယ်။နိုဝင်ဘာဒုတိယပတ်အတွင်းဖြစ်ပွားနေတဲ့ဒီသုံးမျိုးနဲ့အဆက်ကတိုက်ပွဲတွေကြောင့်ရေဦးနဲ့ခင်ဦးနဲ့ကကြောက်တိုင်း၊ကြီစု ကံဘလူနယ်ကဝတ်တို အိုင်ပေါင်းချောင်ရင်းတိုက်ခင်ဦးနယ်ကငယုံကြီးရှာတော်မုံလှတာဝုတ်တီမြင်းကြတရက်ကုန်းကျွန်းတော်ကြီးကျွန်းတော်လေးမကြီးအုပ်ရာတော်မြင်းတောင်တရက်ပင်စု အင်တိုင်းလေးတောင်နဲ့မြောက်တက်တာပဒေါန်းခေါ်ကားစိတ်ရွာတွေကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်နိုဝင်ဘာ16ရက်မနေ့ကလည်း အင်အား300ခန့်ပါစစ်ကောင်စီစစ်ကြောင်းဟာကြောက်တန်ရွာကိုဝင်ရောက်မိရှို့ခဲ့ကြောင်းအဲ့ဒီပြန်ကြားရေးဖွဲ့ကပြောပါတယ်ရက်ရှည်လာတာနဲ့အမျှစစ်ဆောင်တွေအတွက် နေစရာ စားစရာအခက်အခဲတွေများလာတဲ့အပြင်ဆောင်းရာသီအကူမှာကျန်းမာရေးမကောင်းတာအများစု ဖြစ်လာကြောင်းသိရပါတယ်ဖြစ်သလိုတိန်းချောင်နေကြရတဲ့အတွက်ကိုဝန်ဆောင်မိခင်တွေကလေးတငယ်တွေနဲ့တက်ကြီးရွယ်ဦးတွေအဓိကနာမကျန်းဖျားနာမှုတွေရှိနေတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောတာပါ ဒီကတဲ့နိုဝင်ဘာ12ရက်ကကံဘလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အင်အားတရာကျော်ပါတပ်မ33တပ်တွေကိုတော်လန်ရေးဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်စစ်ကြောင်းပြက်ပြီးစစ်ကြောင်းမှုအပါအဝင်စစ်သားအယောက်90သေဆုံးပြီးတော့စစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းတွေကိုရရှိခဲ့တာပါ။အဲ့ဒီဖြစ်စဉ်နောက်ပိုင်းစစ်ကောင်စီတပ်ဟာကံဘလူမြို့နယ်ကသင်္ကန်းဝဝါတဝရဲ့ပြူစောထီတွေနဲ့ပါအင်အားထပ်တိုးပြီးရေဦးခင်ဦး ကန့်ဘလူးနယ်အဆက်ကိုစစ်ကြောင်းထိုးကြေးရွာတွေကိုမိရှို့ဖျက်ဆီးနေတာလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။ကရင်နီပြည်နယ်ဖရူဆိုနယ်ဘောလခဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ရဲဘော်တချို့ကပြောပါတယ်။စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုခုခံနေတဲ့ကရင်နီတပ်ပေါင်းစုတွေနဲ့မာခရော့ရှေကြေးရွာနေတဝိုက်မှာနေစဉ်ထိတွေ့မှုဖြစ်နေတာလို့ဆိုပါတယ်။ဘောလခဲအဆက်ပဲပြောရမယ်။နေစဉ်ထိတွေ့မှုရှိတယ်။ ထိတွေ့မှုကပြင်းထန်တယ်လို့ကရင်နီကာကွယ်ရေးရဲဘော်တဦးကပြောပါတယ်။တိုက်ပွဲတွေမှာနှစ်ဖက်ထိခိုက်မှုရှိပြီးစစ်ကောင်စီတပ်အနေနဲ့ဖရူဆိုဘော်လခဲလမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးပမ်းနေတာမအောင်မြင်သေးဘူးလို့ကရင်နီစစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။ကရင်နီဒေသမှာမိုးပြဲဘက်ရောဖေခုံဘက်မှာပါ ရှိပေမဲ့ဘော်လခဲမှာတော့ဇက်တိုက်တိုက်ပွဲဖြစ်နေတယ်လို့သူက ရှင်းပြပါတယ်။နမ်းမဲခုံမြို့ကိုလည်းစစ်တပ်ကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရှင်းမြစ်ကဆက်ပြောတာပါ။ဒါအပြင်ဒီမော့ဆိုမြို့နယ်ဒေါငန်ခါနဲ့ပတိုငန်ကျေးရွာဘက်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ဇက်တိုက်တိုက်ခိုက်တာတွေရှိနေတယ်လို့သိရပါတယ်။ကရင်နီပြည်နယ်ဖရူဆိုထားလဲနန်ဖဲဘောလခဲလမ်းမကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲ့ဒီလမ်းမကြီးကိုနိုဝင်ဘာ6ရက်ကစပြီးကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကပိတ်ထားပါတယ်။စစ်ကောင်စီကကရင်နီပြည်နယ်မဲဆက် ဖားဆောင်တဲ့ရှားတော်မျိုးနယ်ကလွဲလို့ကြံတဲ့မျိုးနယ်တွေမှာရွေးကောက်ပွဲလုပ်ဖို့ကြီးညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်းကရင်ပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်ရှင်။